ဒီပြပေါ်စတီကိုထုတ်ပယ်ဖို့စဉ်းစားနေတဲ့ဂျပန်ယူရိုအသင်းအားလုံးပဲမင်္ဂလာပါဂျပန်ယူရိုဟာယခုထိစူပလာဝင်နဲ့ကမ္မဆက်သေးတယ်လို့ဒီအသည်မှလည်းရလတ်တွေကောင်းအောင်မနေယုံကန်နေရပါတယ်အဲဒီကိန်းတော်မှကလေးဖို့အသင်းမှာဖလားရောက်ဖို့နှီးစက်နေပြီဆိုပေမဲ့ဂျပန်ယူရိုကတော့အခုထိချိန်စာပြေဖို့တောင်လည်းမမြင်သေးပါဘူးမချောက်တန်းပလားမှာ quarter final တွေရောက်ထားတယ်ဆိုပေမဲ့ဖလားရောက်ဖို့ထိတော့မှန်လို့မရသေးပါဘူးပရီးမီးယားလီဂ်မှာတော့ဂျပန်ယူရိုအသင်းကအချိန်နဲ့တော်တော်ဆုံးနေတယ်လို့ပြောလို့ရပါတယ်နောက်ဆုံး၃ဘဲစတိုင်းနိုင်ပွဲဖြောက်ထားခဲ့တာကြောင့်အဆင့်၁၄ထိတောင်ရောက်ရှိနေရပြီးတော့ KG တို့အောက်တောင်ပြန်ရောက်သွားခဲ့ရပါပြီအတော့ န်ဒီပြပေါစတီကော့လူရဲ့အနာဂတ်ကရဖေဖေးစိုးရင်စရာအနေထားကိုရောက်ရှိလာခဲ့ရပါတယ်။ပေါစတီကဂျပန်ယူရိုစီကို2023ခုနှစ်မှာစတင်ရောက်ရှိလာခဲ့ပြီးတော့ရောက်ခါစမှာတော့တော်တော်လေးအဆင်ပြေခဲ့ပါတယ်။ဒီရာသီမှာလည်းပထမဆုံးဆယ်ပွဲမှာဂျပန်ယူရိုရှုံးပွဲလုံးဝမရှိခဲ့ပဲနဲ့ဇယားထိပ်မှာပါရပ်တည်လိုက်သေးပါတယ်။ပေါစတီကဒီရာသီမှာတိုင်ကျင်နှုန်းမှာဆိုရင်သူ့ရဲ့ဒုတိယမြောက်ရာသီတိုင်းမှာဖလားရတဲ့တယ်ဆိုပြီးတော့အားရချောင်းထားခဲ့သေးပါတယ်။အဗမဲပရီးမီးယားလိ29ပွဲမှာ15ပွဲရှုံးထားရတဲ့အထိရလတ်ဆူရနေပြီးတော့ဒါအကြီး6ကြီးစီးရင်အသင်းအတွက်ဆိုရင်လက်မခံနိုင်စရာရလတ်မျိုးဖြစ်နေပါ ပါတယ်။တင်းကထင်ရပဒနာတွေဒုက္ခပေးတာလည်းခံနေရပြီးတော့ Poverty ကိုယ်တိုင်ကလည်းခေါင်းမာတဲ့အပိုင်းကြီးရှိခဲ့ပါတယ်။အချိန်မှတော့ကျွန်မကြီးတို့ကဒီပြကိုရာသီကထုတ်ပယ်ဖို့စဉ်းစားနေပြီလို့သိရပါတယ်။အခုကတော့ရာသီကုန်ကန်ကြီးအချိန်လေးဖြစ်နေတာကြောင့်ရာသီကုန်ထိတော့ခွင့်ရေးပေးသွားဖို့များနေပါတယ်။တကယ်လို့ Poverty ကိုထုတ်ပယ်ပြခဲ့ရင်ကျွန်မကြီးတို့ကလည်းအစားထိုးမဲ့နေပြတဲ့ကိုရှာဖွေနေပါတယ်။ဘုံမောက်တင်းကိုဒီရာသီမှာအမြင့်ကိုတင်ပေးနိုင်ခဲ့တယ်။ဒီပြအီရာအိုလာတယောက်ကလည်းကျွန်မကြီးတို့ရဲ့ပြည့်မဲ့တီမှာပါဝင်နေပါတယ်။2023ခုနှစ်တုန်းကမှဘုံမောက်တို့ရဲ့နေပြဖြစ်လာတဲ့အီရာအိုလာပြီးခဲ့တဲ့ရာသီမှာတော့အဆင့်ဆက်နှစ် တာရရှိခဲ့ရဲဆိုပေမဲ့ဒီအဒီမှာဥရောပဝန်ကြီးကိုပါချိန်ချောက်လာနေပါပြီ။နောက်ထပ်ဂျပန်အီတူနဲ့သတင်းထွက်နေတဲ့နီးပြကတော့ဖူအန်နီးပြမှာကိုစီဘာပဲဖြစ်ပါတယ်။မကိုစီဘာအင်္ဂလန်ဘောလုံးလောကနဲ့ရှင်နီးပြသားဖြစ်ပြီးတော့ဟာစီတီဝက်ဖိုအေဗာတန်တို့ကိုလည်းခံတွေ့ခဲ့ပူပါတယ်။ဒီအဒီမှာဆိုရင်လည်းဖူအန်အသင်းကဥရောပဝန်ကြီးနဲ့မျှဝေနေရရှိနေသေးတယ်လို့ပြောလို့ရပါတယ်။ပော့စတီရဲ့အနာဂတ်ကမသေချာမှုတွေရှိလာတဲ့အချိန်မှာတော့နီးပြအောင်ပူချက်တီနိုကလည်းအသင်းကိုပြန်လာခြင်းနဲ့လို့ပြောထားခဲ့ပါတယ်။ကိုချာဒီနိုဟာဂျပန်အီတူအသင်းကိုဆူပလာဝင်းနဲ့အနည်းဆုံးဒီပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဂျပန်အီတူ ေကိုနောက်ဆက်ကိုခုနေတော့ငါချန်ပီယံလိဖိုင်နယ်ထိပို့ဆောင်ပေးနိုင်ခဲ့ပြီမယ်ဆိုပလာအောင်မြင်မှုတော့မရယူပေးနိုင်ခဲ့ပါဘူးချန်ပီယံလိဖိုင်နယ်ထိတက်နိုင်ခဲ့ပြီးတော့မလာကြမှာပဲရာထူးကနေထုတ်ပယ်ခံခဲ့ရပါတယ်ဘူချာတီမျိုးကလည်းချပါကြီးတို့စီကနေထွက်ပြီးတော့တော်သားလုံးနဲ့ညီမလေးတို့အတင်းကြီးကိုကင်ပယ်ခဲ့ပေမယ့်စတိုက်မအောင်မြင်ခဲ့ပါဘူးသူကတော့လက်ရှိမှာအမေရိကန်လေးဖင်တည်ရဲ့ညီပြဖြစ်တောင်းဝင်ယူနေပါတယ် ါပေမဲ့လည်းသူ့အနေနဲ့လီဗိုင်းနဲ့ဆက်ဆံရေးကောင်းနေရှိနေသေးပြီးတော့ဂျပန်ဟီရိုစီကိုပြန်လာခြင်းနဲ့အကြောင်းလေးပြောထားခဲ့ပါတယ်။ဂျပန်ဟီရိုကဂျာမင်စင်ကိုင်းနာဖလားရဖို့မတည်ကြတဲ့အသင်းလိုကိုဖြစ်နေတာကြောင့်ဒီပြအပြောင်းလဲကအသင်းကိုအပြောင်းလဲဖြစ်လာဖို့တော့တိတ်မရှိပါဘူး။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။